ပဲခူးတိုင်းနောင်ချမ်းနတ်တလင်းမြို့နဲ့အနောက်ဘက်ချမ်းရှိကျေးရွာတွေမှာကြံခိုင်ပါတီရဲ့မဲဆွယ်ဆိုင်မှုတွေမိရှုဖျက်ဆီးခံရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာ26ရက်နေ့ညပိုင်းချိန်နတ်တလင်းအနောက်ဘက်ချမ်းရှိကျေးရွာ20လောက်မှာကြံခိုင်ပါတီအောင်နိုင်ရေးမဲဆွယ်ဆိုင်မှုတွေမိရှုဖျက်ဆီးခံရတဲ့အတွက်ဒေသခံတွေကိုခေါ်ယူစစ်ဆေးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြောရရင်ဒပြိုင်နဲ့မိရှုဖြန့်စည်းခံရတာ နောက်29ရက်နေ့မှာတာပွန်ရဲစခန်းကရဲတွေနဲ့ပြူတွေရောက်လာပြီးဒေသခံတွေကိုခေါ်မေးတာတွေရှိတယ်လို့နက်တလင်းဒေသခံတူက ARD Times ကိုပြောပါရယ်နက်တလင်းမြို့နောက်ဖက်ချမ်းရှိရွှေကြပင်၊လှပကျင်း၊ထိပ်ပိတ်၊ကွက်ကြီးအောင်မင်းသာ၊ပို့စုလဲတော်နှွဲခွေ တောင်ရတော်ခြောက်ခမ်းရေမွေ ကလဒက်ကွင်းတောင်ရေကန်ချင်းကုန်းကန်အောင်ချမ်းသာကြာကန်ပွဲသာဂွေးကြီးဂွေးလေးလှည့်ချက်ကုန်းစားတဲ့ခြေရွာတွေမှာစိုက်ထူထားတဲ့ ကြံခိုင်ပါတီဆိုင်ဘုတ်တွေမိရှုခံရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။မြို့နယ်အနှံ့မှာကြံခိုင်ပါတီဆိုင်ဘုတ်တွေဖျက်ဆီးခံရမှုတွေများနေတာကြောင့်ဆိုင်ဘုတ်အနီးလုံခြုံရေးတွေချထားတာဘေးရဲကန်ဒီသမားတွေကိုစောင့်ကြည့်ခိုင်းတာတွေရှိတယ်လို့သိရပါတယ်။